မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လူကြီးနောက်လိုက်တာထက်ကိုယ့်ရဲ့ဆွန်မဲ့ချန်နယ်လောက်ไก่မှာဆိုတဲ့ကြောင်းအားလေးကိုညွှန်ပြလိုပါတယ်ငွေချစ်ချက်တဲ့ကင်းချင်ရင်လူများနဲ့စန့်ကျင်ပဲလောက်ပါဆိုတဲ့စကားရှိပါတယ်လူများနဲ့ကျွမ်းကျင်ရင်းနှီးတဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေစုံတူဆွေမှုတွေမှာအခြေခံစန့်ကျင်ပဲအချက်တွေများကြီးရှိပါတယ်အဲ့ဒီတွေကတချို့ကလူများကပြောတယ်တိတ်မစွန်စားနဲ့ ကျွမ်းကျင်တဲ့ယင်းနှိမ့်နှံတဲ့သူနဲ့စူတီထွင်တို့ကတော့ဒီတွက်ချက်ပြီးတော့စွန်စားပါလို့ပြောတယ်ပေါ့နော်လူအများကအကျွေးကြအောင်ကြိုးစားကြတယ်ကျွမ်းကျင်တဲ့ယင်းနှိမ့်နှံသူနဲ့ဒီစွန်ဟုတ်တီထွင်သူတွေကတော့အကျွေးယူပြီးတော့အဆက်တွေကိုဖန်တီးကြတယ်လူအများကပြောတာကကြတော့အလုပ်တစ်ခုမြဲဖို့ကြိုးစားကြတယ်ကျွမ်းကျင်တဲ့ယင်းနှိမ့်နှံသူနဲ့စွန်ဟုတ်တီထွင်တဲ့သူတွေကအလုပ်ကိုင်တွေကိုဖန်တီးပေးတယ် လူအများကလုံစူးစမ်းဖို့ပဲအမြဲစဉ်းစားကြတယ်။ကျွမ်းကျင်တဲ့ယင်းနှိမ့်နှံသူနဲ့စုံတီထွင်တဲ့သူတွေကကြတော့အလုတ်ကိုလုံးတလောက်ဒီအကျိုးမြတ်ကောင်းကောင်းရအောင် အမြဲစဉ်းစားသုံးသပ်ကြတယ်ပေါ့။ဆိုတော့ယင်းနှိမ့်နှံမှုနဲ့ပတ်သက်ရင်လူအုပ်ကြီးနောက်မလိုက်မိဖို့ဒီ investment guru တွေကအမြဲတမ်းအကြံပြုကြတယ်ပေါ့။ကြောက်ဘူးပါလိမ့်မယ်ဘာလို့လဲဆိုတော့လူများစုက skill ထက် emotional နဲ့ဆုံးဖြတ်တော့ကြံကြလို့ပါပဲဒါကြောင့် အများကရွှေဈေးခွက်ထဲပြုံတိုးနေလို့ရွှေတွေရှောက်ဝဲတာအများကအင်ချမ်းမြေဈေးခွက်နောက်လိုက်နေလို့ကိုကလည်းအင်ချမ်းမြေနောက်ကိုလိုက်တာကအန္တရာယ်များပါတယ်လိုင်းစည်းတယ်ဆိုတာလိုင်းအတက်မှာလိုက်ပါစီမျောနိုင်ဖို့လိုပြီးတော့ပြန်အကြမှာလိုက်စီရင်တော့အန္တရာယ်များပါတယ်ဆိုတော့ရင်းနှီးငွံ့နယ်မှုလို့တဲ့အခါမှာအဆက်တစ်ခုခုကိုဝယ်တဲ့အခါမှာအများလုံးလို့လိုက်လို့တာထက်ကိုပိုင်းဆုံးဖြတ်ချက်နဲ့လုံနိုင်တယ် ိုပြီးတော့အကျိုးရှိနိုင်လေးပဲဆိုတာလေးကိုကျွန်တော်ကိုယ်တိုင်လည်းဆင်ခြင်ရအောင်နဲ့ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာရင်းဆိုတဲ့အလျာကိုမျှဝေပေးခြင်းဖြစ်ပါတယ်မိတ်ဆွေအထင်မြင်ချက်ကိုလည်း comment မှာမှတ်ချက်ရေးသွားနိုင်တယ်နောက်နေ့များပါလေကောင်းမွန်တဲ့အကြောင်းအရာတွေတော့ပြီးဖို့ပြန်လာခဲ့ပါဦးမယ်အဆုံးထိကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်